2025ခုနှစ်မေလ27ရက်နေ့ဗိုလ်တူးနဲ့နာနဲ့6နာရီဂျိုရူဝါရရှိတဲ့တိုင်းတာချက်တွေနဲ့အတူဘင်္ဂလားပင်လယ်သမုဒ္ဒရာတွေကတူးကြတဲ့အခြေအနေများကိုကျွန်တော်တို့လေ့လာထပ်မံတင်ဆက်မှာဖြစ်ပါတယ်ဒီကနေ့27ရက်နေ့မှာဆိုလို့ရှိရင်တော့အိန္ဒိယနိုင်ငံကမိုးလုပပညာရှင်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမိုးရကပညာရှင်တွေကရှက်တီဆိုတဲ့ အပူပိုင်းမုံတိုင်းစတင်ဖြစ်တော့မယ်လို့သူတို့ခမန်းချက်တွေနဲ့အသိပေးထုတ်ပြန်လာပါတယ်အားလုံးပဲမင်္ဂလာပြည့် MK Entertainment Channel ကျူစွလိုက်ပါတယ်ဒီရက်တစ်ဆက်ပြင် view quality အရင်မှအရေးကြီးရဲ့ view quality view quality ကတော့ဒီမေလ21ရက်နေ့ရှက်တီဆိုတဲ့မုံတိုင်းပေါ့နော်ဝင်မယ်ဆိုပြီးတော့ဒီမူဇလတော်ကဦးထစ်တင်ရနေကျူတင်ခမန်းထားတဲ့ view quality ဒီ quality ကျွန်တော်မျိုးပြသက်တစ်ဆက်ပြသားဖြစ်ပါပြီးတော့မိုးများမဲ့မိုးကြီးမဲ့နေရာဒေသတွေကိုလည်းဒီကျူတင်ခမန်းထားရတယ်ပေါ့နော် အဲဒီဘီဖန်လေးကိုကျွန်တော်ရဲ့မျိုးယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေကျွန်တော်ရဲ့ဘီဖန်လေးအဆုံးတည်းလည်းပဲကြည့်ရှုပေးဖို့နော်ကျွန်တော်ရဲ့မျိုးလည်းပူးတဲ့ရာအနေနဲ့ကျူတင်ကာခွဲပစ္စည်းလေးအောင်ပြန်လဲဝင်မြတ်တိဆက်ပေးတာပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ဘီဖန်လေးကိုဆက်လိုက်အောင်တစ်လာနိုင်တဲ့မုံတိုင်းဟာတနာယီကိုမိုင်55မိုင်ကနေတော့မိုင်60ဝန်းကျင်တိဖြစ်နိုင်ပြီးတော့အိန္ဒိယနိုင်ငံကိုဦးတည်ပြီးတော့ွားမယ်လို့ကနဦးခမန်းကျစ်တေရကျွန်တော်တို့လည်း တိုင်းတာရရှိပါတယ်ဒီမုံတိုင်းရဲ့ရေငွေ့စုတဲ့အရှိန်တွန်းပို့လိုက်တဲ့အရှိန်ကြောင့်မလို့မြန်မာပြည်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာမိုးရေတဲတဲမဲမဲရွာနိုင်တဲ့အခြေအနေရှိတယ်လို့ကျွန်တော်တို့ကနဦးခမန်းထုတ်ပြန်ပါတယ်အဲ့တော့ဒီမုံတိုင်းဘလို့ဖြစ်လဲဆိုတာကိုကျွန်တော်ဒီကနေ့မနေ့ရရှိတဲ့6နာရီကတိုင်းတာချက်တွေနဲ့ 24နာရီတစ်စိမ်ဘယ်လိုဖြစ်လာလဲဆိုတာလေ့လာကြည့်အောင်ဒီပုံစံนี้ကတော့ကျွန်တော်10နှစ်ကျော်သူတည်တနာလောက်ထားတဲ့ပုံစံนี้เนี่ยကျွန်တော်ခံမှန်းပေးมาဖြစ်ပါတယ်ဒီနေ့မနေ့6နာရီมาဆိုလို့ရှင်အိန္ဒိယသမုတ်တရားကလာတဲ့လေစီးကြောင်းဟာအင်မတန်မှပူတော်နေတဲ့အိန္ဒိယနိုင်ငံတွေကိုပြန်ပြီးတော့ကိုယ်ဝင်သွားပြီးတော့တချို့လေစီးကြောင်းတွေဟာမြန်မာပြည်တောင်နှမ်းမှာ ရပ်သွားပြီးတော့တချို့ဒီစီကြောင်းတွေကမြန်မာပြည်အလဲပိုင်းကိုဝင်သွားတာတွေ့ရပါတယ်။အဲ့ဒီအိဗယ်ကတော့မြန်မာပြည်မှာနေရာကွက်ကြားမိုးရွာနိုင်တဲ့လေစီကြောင်းလို့ကျွန်တော်တို့ခမန်းပြောကြားလိုပါတယ်။လာမယ့်20နှစ်နဲ့နေ့လယ်12နာရီလောက်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်တွေကလေစီကြောင်းကအနည်းငယ်အားကောင်းလာပြီးတော့တနအီမိုင်30အထိ တိုက်ခတ်ပြီးတော့မှအိန္ဒိယနိုင်ငံမြောက်ဖက်မှာလေဆိုင်ဝဲတစ်ခုစတင်ပြပေါ်နိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။လာမယ့်23ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အော်ထဲမှာတိုက်ခတ်နေတဲ့လေစီးကြောင်းဟာတနာယီကို35မိုင်ခီအပြေးပြေးတက်လာတဲ့အပြင်ကိုပဲအိန္ဒိယသမုတ်တရားကလာတဲ့လေစီးကြောင်းဟာမြန်မာပြည်နဲ့ထိုင်းနိုင်ငံကိုကြော်ပြီးတော့တောင်တရုတ်ပင်လယ်ကိုသွား ပေါင်းတာတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲမြန်မာနိုင်ငံကိုဖျက်ပြီးတော့ဝင်ပြီးတော့မိုးတွေနေရာကွက်ကြားရွာနိုင်တဲ့အခြေအနေရှိပါတယ်လာမယ့်24ရက်မှာတော့လေးစီးကြောင်းဟာတနာယီကိုမိုင်40အထိအရှိန်တက်လာပြီးတဲ့အခါမှာအိန္ဒိယနိုင်ငံတွေကိုပောက်ဝဲသလိုပဲမြန်မာပြည်ထဲကိုလည်းစတင်ပြီးတော့အရှိန်အဟုန်ပြင်းပြင်းနဲ့ရေငွေ့တွေတွန်းပို့နေတာ တွေ့ရမှာဖြစ်ပါတယ်25ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာလေဆိုင်ဝဲနဲ့လေဖျားနဲ့ရာရဝန်းတစ်ခု ဖြစ်လာမယ်လို့ကနဦးခမန်းပြီးတော့ဒီတက်ခနှုတ်ဝါဆိုလို့ရှိရင်တနာယီကို45မိုင်အထိတက်ခနိုင်တဲ့အနေအထားကိုရောက်ရှိလာနိုင်ပါတယ်26ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ကလေစီးကြောင်းဟာလေစုံကြက်တွေနဲ့ လေဆိုင်ဝဲကြီးဖြစ်လာပြီးတော့တနာကြီးကိုမိုင်90နီးပါးစတင်ပြီးတော့အချိန်မြင့်လာတာတွေ့ရမှာဖြစ်ပြီးတော့အိန္ဒိယသမုတ်တရားကလာတဲ့လေစီးကြောင့်ဟာဗမာပြည်အောက်ပိုင်းကိုလည်းတနာကြီးမိုင်90လောက်နဲ့စတင်ပြီးတော့တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ပင်လယ်ပြင်ကလှုပ်သားတွေဓတိထားရမယ့်အချိန်ရောက်ပြီလို့အသိပေးပါတယ်ထို့အတူပဲဒီလေစီးကြောင့်က အေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကိုရခိုင်ပြည်နယ်ကိုဖြတ်ပြီးတော့မှဘင်္ဂလားဒေ့ရှ်ပြည်နယ်ထဲမှာလေဆိုင်ဝဲတစ်ခုအနည်းနဲ့ပြန်လည်ပေါင်းစည်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာကြီးမားတဲ့မိုးရွာသွန်းမှုတွေဖြစ်နိုင်တဲ့အနေအထားရှိပါတယ်29ရက်နေ့ရောက်တဲ့အခါမှာတော့လေဆိုင်ဝဲရဆိုလို့ရှိရင်တနအီကိုမိုင်90နှုန်းနဲ့တချို့နေရာတွေမှာစတင်ဖြစ်ပေါ်ပြီးတော့ရှက်တီလို့အမည်ရတဲ့ မုံတိုင်းအဆင့်ကိုကူးပြောင်းမယ်လို့ခန့်မှန်းရပါမယ်ဒီနေရာမှာကျွန်တော်တို့သတိထားဖို့ကဘင်္ဂလားပင်လယ်နဲ့အိန္ဒိယသမုတ်တရာကပို့လိုက်တဲ့ရေငွေ့တွေဟာမြေနဲ့ပင်ဖြစ်ဝင်သွားပြီးတဲ့အပြင်အပေါ်ပိုင်းကနေပြီးတော့လေးဆင်းလာတဲ့အကြောင်းမလို့မြန်မာပြည်အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ငလင်းကြောက်မလို့မြေအောက်ကြီးမစိတ်နိုင်လို့ မြန်မာပြည်မိုးကြီးတဲ့ဒေသတွေမှာပြင်းပြန်သွားပဲရေကြီးနိုင်မဲ့အနေအထားတွေပြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။လာမယ့်28ရက်နေ့မှာတော့မုံတိုင်းဟာပုံမိုးအားကောင်းလာပြီးတော့တနာယူမိုင်80လောက်နဲ့ဘင်္ဂလားပင်လယ်အော်ရေကနေပြီးတော့အိန္ဒိယနယ်စပ်ကို စတင်ချင်းကနိုင်တယ်လို့ကျွန်တော်တို့ကနဦးခမန်းရဲ့ထုတ်ပြန်ပါတယ် ကျွန်တော်တို့စောစောကတင်ပြသွားတဲ့မုံတိုင်းဖြစ်နိုင်တဲ့လေစီးကြောင်းနဲ့အဲ့ဒီလေစီးကြောင်းနဲ့လေဆံဝဲကထုတ်လုတ်တဲ့တယ်ဆောင်မဲ့ရေငွေ့တွေအခြေအနေကိုလေ့လာမယ်ဆိုရင်တော့ဒီကနေ့မနေ့6နာရီအချိန်မှာဘင်္ဂလားပင်လယ်ထဲမှာတိမ်အနေနဲ့အပြစ်သွားနေတာတွေ့ရပြီးတော့မြန်မာပြည်အောက်ပိုင်းမှာလည်းတိမ်နေနေဝင်သွားသလိုပဲမြန်မာပြည်လေပိုင်းကအပူချိန်ကြောင့် တိမ်တွေဟာမိုးတိမ်များအဖြစ်ပြောင်းလဲသွားတော့တွေ့ရှိရပါတယ်။လာမယ့်20နှစ်နဲ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ကတိမ်အနှိမ့်တွေကဗမာပြည်အောက်ပိုင်းနေမှာကပဲနဲ့မန္တလေးနဲ့ကချင်ပြည်နယ်အထိစတင်ပြီးတော့ရောက်ရှိသွားတာကိုကျွန်တော်တို့ခမန်းဆက်တွေအရတိုင်းတာရရှိပါတယ်23နှစ်မှာဆိုလို့ရှိရင်ဒီတိမ်အနှိမ့်တွေဟာတချို့နေရာတွေမှာအရန်ကို များတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေရာကွက်ကြားမိုးကြီးတွေစတင်ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်24ရက်နေ့မှာလဲထုံနည်း၎င်းမယ်တိမ်နေနေဗမာပြည်ကိုအရန်ကိုပြည်နေပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်ဆိုတော့တင်ပြသွားတဲ့မြန်မာပြည်ကို9ရက်အတွင်းဝင်လာမဲ့ဘင်္ဂလားပင်လယ်က တိမ်နေရဆိုလို့ရှိရင်မြမပြည်ကို9ရက်အတွင်းမှာအဝါရောင်ပြတဲ့နေရာတိုင်းမှာဆိုလို့ရှိရင်မိုးရေချိန်6လမအထိရွာသွန်းနိုင်ပြီးတော့နှီးညိုရောင်ပြတဲ့နေရာလေးတွေမှာဆိုလို့ရှိရင်တော့မိုးရေချိန်9လမအထိရွာသွန်းနိုင်တဲ့အခြေအနေအားဆိုလို့ရှိရင်တော့ငလင်လှုပ်ထားလို့အောက်မြေသာပိတ်နေတဲ့မြမပြည်ကမြေသားတွေပေါ်ကနေပြီးတော့ဖြတ်စီးဆင်းပြီးတော့ ရုပ်တရက်ရေကြီးတဲ့အနေရင်ဆိုင်နှံ့ရပါတယ်လို့ကျွန်တော်တို့အသိပေးလိုပါတယ်ဒီကနေ့27ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘကိုးတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်နေပြည်တော်ရဲ့အရှိဘက်ရှမ်းပြည်နယ်ရှမ်းပြည်နယ်အထက်ဘက်တစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကျန်တဲ့တိုင်းရဲ့ပြည်နယ်မှာနေရာကွက်ကြမိုးရွာနိုင်ပါတယ်အထို့အတူ အပူချိန်လည်းအနှဲငယ်ကျဆင်းသွားနိုင်ပါတယ်။လာမယ့်22ရက်နေ့ရောက်တဲ့အခါမှာတော့ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့အချို့နေရာတွေမှာမိုးကြီးနိုင်သလိုပဲမကွေးတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်မန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်။လာမယ့်23ရက်နေ့မှာတော့မြန်မာပြည်အထက်ပိုင်းမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မန္တလေးတိုင်းနဲ့နေပြီးတော့ပဲခူးတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်လာမယ့်24ရက်နေ့မှာဆိုလို့ရှိရင်တော့ပြာဝတီတိုင်းချင်းပြည်နယ်မကွေးတိုင်းအထက်ပိုင်းမန္တလေးတိုင်းနေပြီးတော့ရှမ်းပြည်နယ်ရှမ်းပြည်နယ်အထက်ပိုင်းတို့မှာ ကျွန်တော်တို့မိုးရေချိန် ပုံလမကြော်ကြော်လောက်အထိကို24နှစ်အတွင်းမှာရရှိနိုင်တဲ့အနေထားဆိုလို့ရှင်ကျွန်တော်တို့အထူးတတိထားပြင်ဆင်ဖို့လိုပါတယ်ထို့အတူပဲမြမပြည်အလဲပိုင်းရှမ်းပြည်နယ်တစ်ခုလုံးချင်းပြည်နယ်အေရဝတီတိုင်းကရင်ပြည်နယ်ကယားပြည်နယ်သတင်းနိုင်တိုင်းတို့မှာနေရာစိတ်စိတ်မှ နေရာကွက်ကြားမူကြီးနိုင်တဲ့အနေထားရှိပါတယ်လာမယ့်25ရက်မှာဆိုလို့ရှင်တော့ မန္တလေးတိုင်းရဲ့အနောက်ဖက်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်တခုလုံးနဲ့အတူတရင်းနာရီတိုင်းတို့မှာနေရာစိတ်စိတ်မိုးများနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့လက်ရှိတင်ပြချက်ဒီအပြင် ရှတိမုံတိုင်းစတင် ဖြစ်လာပြီဆိုတာနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုဘလို့တက်ရောက်နေလဲဆိုတာကိုအရေးကြီးကြီးလို့နေ့စဉ်ဆက်လက်တင်ပြมาဖြစ်ပါတယ်ကျွန်တော်တို့လာနီညာနှစ်ဖြစ်တဲ့အကြောင်းလို့အခမ်းအနချက်တွေဟာအချိန်ပိုင်းနဲ့အနည်းငယ်ပြောင်းလဲမှုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်ချင်းတန်တယ်ကနေပြီးတော့အတိပေးအကြောင်းကြားมาဖြစ်ပါတယ်ထို့အတူ မေလာကုံမှာဖြစ်လာမဲ့ ရှတိမုံတိုင်းဟာမြမာပြည်ကိုလေပြင်းတိုက်ခတ်ခြင်း၊မိုးရွာခြင်းများတက်ရောက်နိုင်တဲ့အခြေအနေရှိတဲ့အကြောင်းမလို့ YouTube ကဖြစ်ဖြစ် Facebook ကဖြစ်ဖြစ် Telegram ကဖြစ်ဖြစ်အများသူကတင်ဆက်နိုင်ရန်အတွက်ပြန်လဲမျှဝေပေးကြဖို့မြစ်တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ် ကျွန်တော်ပြည်ပိုင်ကြည်လာပါပဲဒီဖွန်လေးဒါမေလ27ရက်နေ့ကနေပြီးတော့ဒီ22 23ရက်နေ့တွင်းမှာရှက်တီဆိုတဲ့မှုန်တိုင်းဝင်မယ်ဆိုပြီးတော့ဒီမိုဒလာဘရိုကာဥထေတန်ကျူတင်ခမဲချက်တွေပြပြတည်ဆက်ပြီးတော့ပြည်ပိုင်လေးပေါ့နော်ဒီဝင်လက်ကျွန်တော်မြေပြတည်ဆက်ပြီးတော့ဖြစ်ပါတယ်အခုလိုနေ့စဉ်နဲ့မြမိုးလေးတတ်တဲ့နဲ့မှုန်တိုင်းတတဲ့နဲ့ကိုမြန်တည်ဆက်ပြီးတဲ့မိုဒလာဘရိုကာဥထေတန်ရဲ့ခြေစီအများကြီးတင်ပါတယ်ဒီဖွန်လေးကိုတင်ဆက်ရတဲ့ရည်ရချက်ကတော့ဒီမလင်ဒေတာမိသားစုတွေနဲ့ဒီတောင်သူဦးကြီးတွေကျူတင်ကောက်ပဲပြစ်စလို့ရအောင်ဗုဒ္ဓရအနေနဲ့ပြည်လဲဦးမြတ်တည်ဆက်ပြီးလေးချင်းဖြစ်တယ်ပေါ့နော် ဒီဘွန်းလေးကြည့်ပြီးတော့အများသူငါသိအောင်လို့လည်းမျှဝေပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ channel နဲ့မုံတန်းသတင်းနဲ့ဘုဒ္ဓရရတဲ့သတင်းတွေကိုအများကြီးတိဆက်ပြပါမယ်။ကျွန်တော်တို့ channel like and subscribe နဲ့ like and subscribe နဲ့ဘေးနဲ့ notification bell လေးဝင်နေခဲ့ပြီးပို့တောင်းဆိုချင်ပါတယ်။ကျွန်တော်တို့ channel အပိတ်ကြည့်ရှုသူတွေအချင်းချင်းကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ပြန်ပြန်ဆောင်ရမယ်။တဒါ